ကဲစမယ်ဒါပြီးခဲ့တဲ့ဘွဲကကျွန်တော်တနစ်ကျော်ခန်းန်းဖမ်းနေလိုက်မယ်နော်ကျွန်တော်တရှိနှစ်တို့ဒါပြီးခဲ့တဲ့ဘွဲကအဲ့မှာကျွန်တော်တရှိနှစ်လို့သွားထည့်တယ်ကျွန်တော်မမြင်တဲ့ကို30ရာထွက်တယ်စိုက်ကတော့အမှန်ပေးတာပဲကျွန်တော်ကမမြင်ဘူးအဲ့သူ့အောက်မှာဒီဘွဲမဖြစ်မနေထိုးရမယ်ခန်းန်းနော်ကျွန်တော်မိတ်ဆွေတွေပြန်ကြမကြိုက်ဘူးဆိုတဲ့လူတွေပေါ့ဗျာနော် အဲကျွန်တော်တို့ဒီနှစ်ဦး၅နောက်ပိတ်၃နှစ်ကျော်နော်၃နှစ်ကျော်တည်းမှာ၅ပါဝါပရိတ်နှလုံး30လို့ဖြစ်တယ်သူ့အောက်မှာထွက်တဲ့ကဏ္ဍကရှေ့၃နှစ်ကျော်ကကဏ္ဍနော်အဲဒီမှာနှစ်ဦးမှာ၅နောက်ပိတ်တယ်သူကနေ၃နှစ်ကျော်၅ပါဝါပရိတ်နှလုံး30လို့ဖြစ်တယ်သူ့ရဲ့အောက်မှာထွက်တဲ့ကဏ္ဍကရှေ့၃နှစ်ကျော်ကကဏ္ဍနော် ကိုတဲ့ကိုကလေးကနံဘယ်လိုဝယ်ရလဲတဲ့မက်ဆေ့ချာမှာစာပို့ထားလိုက်ပါအကိုနော်အဲ့တော့ဒီငါ၃နှစ်ကျော်မှာငါပါပါဗတဲ့နှလုံးတက်စိတ်လို့ကြားတယ်သူ့အောက်မှာထွက်တဲ့ကနံရှိတနှစ်ကျော်ကကနံနော်အဲ့ဒီမှာကျွန်တော်တို့ကဒီခွားရှိနော်ဒီခွားရှိရဲ့အောက်ဆောင်ကကနံတနှစ်ကျော်ပို့တယ်ကျွန်တော်ကအဲ့ဒီခွားရှိကိုမယူဘဲနဲ့ဒီခွားရှိကိုသွားယူနော် ဒီကွာရှေ့ရဲ့အောက်ဆောင်ကကံနဲ့ပရိသတ်တဆိုပြီးကျွန်တော်ယူလိုက်တာအဲ့ဒီမှာလွဲသွားတယ်နော်အဲ့တခြား site ကတော့သူကတော့အောင်ပါတယ်အခုကျွန်တော်တို့ဒီမှာကွာရှေ့ပြီးတော့ပါခွန်နော်သူအောက်ဆောင်ကံနဲ့တနည်းကြုံပေါက်တယ်ပရိနှလုံး30အောက်အဲ့ဒီကနန်းကလည်းရှေ့တနည်းကြုံဒီမှာကွာ6နော်ကွာ6ရဲ့အောက်ဆောင်ကံနဲ့အဲ့တော့သူကဒီကွာ6ကြီးက ောက်ဆောင်ကနေเนาะတနစ်ကျော်သူလိုက်ပေါက်အဲ့ဒီ7ပြိဆောင်ပေါ့ဗျာเนาะတခါဒီမှာကွာခွန်လို့ဖြစ်တယ်သူရဲ့အောက်ဆောင်မှာရှိတဲ့ကနေကတနစ်ကျော်လိုက်ပေါက်တာเนาะပြိ30ရဲ့ဆောင်မှာပေါက်တယ်အဲ့ပြီးခဲ့တဲ့ပွဲကကျွန်တော်ဒီကွာရှစ်ကိုမယူဘူးဘာလို့မယူတာတုံးဆိုတော့ရှေ့မှာကကျွန်တော်တို့3 3 4 3 အဲ့ကျွန်တော်ကဒီ93လို့ခွာတယ်ပြိစက်တည်းဒီကဏ္ဍသွားယူတာเนาะအဲ့ဒီမှာလွဲသွားတယ်အဲ့ကျွန်တော်အဲ့ကဏ္ဍကိုမယူတော့ဘူးထွက်သွားတော့မှာဩသူကဒီခွာရှေ့အောက်ဆောင်ကဏ္ဍဒီမှာထည့်သွားတာเนาะပြိ6ရဲ့ဆောင်းမှာထည့်အဲ့လိုသွားတွေ့ဩဟုတ်ပါကွာကဏ္ဍမရကလည်းယူစားချက်ကเนาะတနစ်ကျော်ကဏ္ဍကိုမှန်တယ်ကျွန်တော်ယူတဲ့ကဏ္ဍကမှထွက်ဖြစ်သွားတယ်အဲ့ကျွန်တော်တို့သူ့အောက်မှာထပ်ကစားမယ်ဒီကဏ္ဍလေးတော့ကွာ เนาะแต่ตู้เยออกมาถักกระซ้ามั้ยที่กระนั้นนี้ตัวกว่าအခုသူ့ရဲ့အောက်မှာကျွန်တော်တို့ထပ်ပြီးတော့ကစားမယ်။သူ့ရဲ့အောက်မှာကစားမယ်ခဏကရှေ့2 4 6နော်ကျွန်တော်တို့6နှင်းမြောက်ပါတယ်။လာထွက်။အခုတခါတနစ်ကျော်ခဏလာပေါက်ပြီးတာနဲ့သူ့ရဲ့အောက်မှာထွက်မယ်ခဏဒီရှေ့6နှင်း2 4 6နှင်းမြောက်တဲ့ခဏ။ နော်6နှစ်မြောက်ထဲတာကတည်းကအခုကျွန်တော်တို့သူ့ရဲ့အောက်ထွက်မဲ့ကနန်းဒီရှေ့6နှစ်မြောက်ပါနေ6နှစ်မြောက်တယ်ကကျွန်တော်တို့ကနန်းနှစ်ကွက်ထက်အဲဘာလို့အဲ့ဒီကနေနှစ်ကွက်ထဲတုံးဆိုတော့ဒီကိုးနဲ့ဒီကိုးနဲ့ပေါ့ ဒီ3ညနဲ့ဒီ9နဲ့ပေါင်းတော့ခွန်နော်6ခွန်6ခွန်ပြီးတော့အခုကျွန်တော်တို့6လို့ဖြစ်အောင်ဒီနှစ်နဲ့ဒီ4နဲ့ပေါင်းမှာ6လို့ဖြစ်မှာဒီနေရာမှာ4ပြိတ်ကဏ္ဍထွက်တာနော်အဲ့တော့4ပြိတ်ကဏ္ဍအဲ့ဒီ4ပြိတ်ကဏ္ဍဒီကျွန်တော်တို့ဒီပြိတ်နှစ်ခု6လို့ဖြစ်လိုက်တဲ့ဒီကဏ္ဍဒီ ခြေ၄နှစ်ကျော်ကဂလန်တခါညတို့ဒီမှာ brain နှစ်ခု30ဖြစ်တယ် brain နှစ်ခုကိုဒီမှာခွန်လို့ဖြစ်မယ်ဒီကဏ္ဍကလည်းအရှိ၄နှစ်ကျော်ကဂလန်နော်အကြားထဲမှာ၄နှစ်ကျော်ပြီးတော့သူကလာပေါက်တယ်အဲ့တော့အခုကျွန်တော်တို့ဒီနေရာမှာထွက်မဲ့ဗရိတ်ဆက်၄ခန်းတည်းအရှိ၄နှစ်ကျော်ပါ 446သို့မဟုတ်395ကျွန်တော်က446ကိုယူမှာเนาะအာရောထိုးရမယ်เนาะအာရောထိုးရမယ်644နော်ဒီနှစ်ကွက်တော့ထိုးရမယ်အာထိုးလိုက်ရင်เนาะအဆင်ပြေပါတယ်เนาะ3ကွက်အဲ့ဘာလို့အဲ့ဒီကောင်ကိုထည့်တော့ဆိုတော့အဲ့ဒီ line နဲ့မှာ ကျွန်တော်မိတ်ဆွေတွေတည်တည်ရှာရှာကြည့်ကျွန်တော်တို့ brightness နှစ်ခု30လို့ဖြစ်တယ်သူ့အောက်ထွက်တဲ့ခဏရှေ့တနည်းကြော်ကခဏเนาะရှေ့တနည်းကြော်ကခဏဘယ်ခဏတုန်းဆိုတော့ကျွန်တော်ပြောခဲ့တဲ့ဒီအခွား6လို့ဖြစ်တဲ့အောက်ဆောင်ကခဏတနည်းကြော်ကိုထွက်ထွက်ပြီးတာနဲ့သူကနေ1 2 3 4ချိန်တက်တဲ့အပေါ်ကကျွန်တော်တို့ဒီခွား6ရဲ့ဆောင်းကလာထွက်တယ် ်ရင်းတစ်ခုပေါင်း၈လို့ဖြစ်ပြီးသွားတယ်နော်ဒါဆိုရင်ဒုတိယကပ်မှာလည်းပရိနှစ်ခု၁၀လို့ဖြစ်တယ်သူ့ရဲ့အောက်မှာထွက်တဲ့ကံရှေ့တစ်နှစ်ကျော်ပါတယ်ဘတ်ခွန်အောက်ဆောင်ပါတယ်ဒါထွက်တယ်အဲ့တော့အဲ့ဒီဘတ်ခွန်အောက်ဆောင်ပါကံထွက်ပြီးသွားတာသူ့ရဲ့အောက်မှာလိုက်တဲ့ကံအဲ့ဒီဘတ်ခွန်ရဲ့ဆောင်ပါကံလေးလျှောက်ခွန် ထွက်တဲ့ချိန်မှာဗရိတ်နှစ်ခုပေါင်းခွန်လို့ဖြစ်ပြီးထွက်တယ်နော်အဲ့ဒါဆိုရင်အခုကျွန်တော်တို့ဗရိတ်နှစ်ခု30လို့ဖြစ်ပြီးသူ့အောက်မှာထွက်တဲ့ခဏကရှေ့တစ်နှစ်ကျော်ဘွားရှေ့ရဲ့အောက်ဆောင်ခဏလေးဖြစ်သွားပြီ အဲ့လိုဖြစ်သွားတဲ့အတွက်ဒီကဏ္ဍဒီတနည်းကြော်ကိုလာပေါက်ပြီးတယ်သူရဲ့အောက်မှာထွက်တဲ့ကဏ္ဍပရိနှစ်ခုပေါင်း6ဖြစ်အောင်1နဲ့4နဲ့ပေါင်းမှာ6လို့ဖြစ်အဲ့ဒီဘွဲမှာ4ပရိကဏ္ဍကျွန်တော်တို့ပစားအဲ့ဒီ4ပရိဒီရှေ့4နှစ်ကြော်ကနှစ်ကွက်သေးရှိတယ်နော်အဲ့တော့ကျွန်တော်ကတော့ရှေ့ရအတိုင်းပဲဒီကွာရှေ့စောင်းရတယ် ဲ့တော့ဒီ930ကနေ1 2 3 4ဘွဲ့တက်တဲ့အပေါ်ကကဏ္ဍပရိ4ကဏ္ဍဒီမှာလာပေါက်ပါဒီ460တနစ်ကျော်ပေါက်လို့သူကနေ1 2 3 4ဘွဲ့တက်တဲ့အပေါ်ကကနေဒီမှာလာပေါက်ကနော်အဲ့ဒီခွန်3ညနှစ်ကလည်းတနစ်ကျော်သူသွားပေါက်ခဲ့လို့ခွန်3ညနှစ်ကနေ1 2 3 4ဘွဲ့တက်တဲ့အပေါ်ကကနေဒီမှာလာပေါက်တယ်နော်အဲ့မှာကျွန်တော်တို့ ဒီပွဲအတွက်ကိုကျွန်တော်ကအဲ့ဒီ644ဆိုတဲ့ခဏကိုကျွန်တော်ကြိုက်တယ်နော်464ဆိုတဲ့ခဏကျွန်တော်ကြိုက်တယ်ကျွန်တော်ပြောထားပါတယ်ဒီနေ့ထဲမှာ၄ထိပ်စကြရင်ပူးမယ်လို့ကျွန်တော်နှစ်ဦးမှတည်းကပြောခဲ့တယ်ဒီခဏနေ့ကျွန်တော်တို့မကြကနာထုတ်ရိုက်တယ်မထွက်လာသေးဘူးပေါ့နော်အဲကျွန်တော်မိတ်ဆွေတွေအနေနဲ့ဒီပွဲမျိုးမှာကစားတဲ့ပြန်ကြမှာကြိုက်ဘူးဆိုရင်ဒီလိုခဏမျိုးကအောလို့ကောင်းတဲ့ခဏမျိုး ဘာလို့အော်လို့ကောင်းလဲဆိုတော့ဒီပွဲမှာလေးဘရိတ်ထွက်ဆိုင်ဒီအများကြီးရှိနော်ဒါကြောင့်မို့လို့ဟောပြီးခဲ့တဲ့ပွဲကကျွန်တော်တို့က930ကိုကျွန်တော်ယူဆချက်ကနည်းနည်းလေးလိုသွားတာဘာလိုသွားလဲဆိုတော့ခွက်6ကို3နောက်ပိတ်နဲ့6ထားတဲ့အောက်ဆောင်ကနေခွက်9ကို3နောက်ပိတ်နဲ့ခွန်ထားတဲ့အောက်ဆောင်ကနေ ကျွန်တော်ကဂွားရှစ်ကို၃နောက်ပိတ်နဲ့ရှစ်ထားတဲ့အောက်ဆောင်ကနန်းဆိုပြီးဒီနှစ်ရှစ်တက်ကြီးဒီမှာထည့်နေတယ်။အဲ့တော့ तू ကလွဲသွားတာ။အမှန်တကယ် तू ကဂွားရှစ်အောက်ဆောင်ကနန်းလာထည့်သွားတယ်။ထည့်သွားလို့သူ့ရဲ့ဆောင်းမှာရှိတဲ့ကနန်းပရိတ်၄ဒီပရိတ်နှစ်ခု ပေါင်းခြင်း၆ဖြစ်စင်နဲ့ထွက်မယ်ဆိုဒီဘွဲမှာ၄ပရိတ်ပဲเนาะ ဲ့တော့နှစ်ကွက်သေးရှိတဲ့အတွက်ကျွန်တော်မိတ်ဆွေနှစ်ကွက်သေးရှိတဲ့အတွက်ကြီးတော့မများနေနဲ့နော်နှစ်ကွက်သေးရှိတယ်ကြီးတော့မများနေနဲ့ကြီးများရင်တော့ပေါက်မှာမဟုတ်ဘူးနော်ပြန်ကြမှာမဟုတ်ခဲ့ရင်အဲ့ဒီ644464ဆိုတဲ့ကဏ္ဍဒီပွဲမှာအရန်ကောင်းပါလေအဲ့ကဏ္ဍဝယ်ထားတဲ့မိတ်ဆွေတွေလည်းဒီကဏ္ဍကိုထည့်ရံပါနော်ဟာဒီလိုနှစ်ကွက်တော့ရံပါနော်ဒီလိုနှစ်ကွက်တော့ရံပါ ဖြစ်နိုင်ရင်အားလိုက်ပါတပွက်200ဘူးတုံးမှ600ဘူးအားလိုက်နော်ကျွန်တော်တို့ကထွက်လာလေစိတ်အေးလက်အေးထွက်လာလေထွက်กว่าဆိုတာမျိုးဖြစ်သွားနော်အဲကျွန်တော်ကဘာလို့ဘာလို့လေးဘရိတ်ကိုပြောလဲဆိုတော့လေးဘရိတ်ကိုဘာလို့ပြောလဲဆိုတော့ဒါကျွန်တော်ညီလေးကိုစိုက်ဆွဲပြီးတင်ခိုင်းထားတဲ့ line ပေါ့ပါနော်6ဘရိတ်စိုက်ပြီ အဲ့ဒီမှာကျွန်တော်တို့ဒီ၄၅၆ခွန်ထီအောင်တော့သူကသွားထားတယ်နောက်ပိတ်တယ်နော်ဒါပေမဲ့ကျွန်တော်တို့အပေါ်၃ခတ်ပဲဖြတ်ကစားလိုက်ဘာလို့အပေါ်၃ခတ်ဖြတ်ကစားမလဲဆိုတော့အားပါပါတုံညာခါလို့ထဲ့နော်သူကနေတနေ့ကျော်အချိန်ခိုင်းစင်း၅ပါပါတုံညာခါလို့သူထဲ့သူကနေတနေ့ကျော်အချိန်ခိုင်းစင်းလိုက်၅ပါပါပြီးခဲ့တဲ့ဘွဲ့တုံညာခါလို့သူကစားသွားခဲ့တယ် ဲ့လိုကစားသွားခဲ့လို့ကျွန်တော်ကဟောဒီနေရာမှာထွက်မဲ့ကဏ္ဍနေကိုကျွန်တော်ကလိုက်ကြည့်လိုက်တော့6ပရိတ်5ပရိတ်ဒီဘွဲမှာ4ပရိတ်လာအဲ့တော့ဒီ6 5 4ဆိုတဲ့ပရိတ်တွေကသူကဘာနဲ့ချုပ်ထားလဲဆိုတော့ဒီ5ပါဝါ3ညာခါလို့ထည့်လိုက်တဲ့အချိန် ဒီ၄နဲ့6ပြိင်းနဲ့ကိုသူက3ညလို့ပြန်ရိုက်တယ်နော်အဲ့ဒီ9ပါဝါ3ညခါလို့ထည့်လိုက်တဲ့ချိန်မှာအဲ့ဒီ3ညရဲ့ပါဝါဒီ9နဲ့ပြိင်း9နဲ့ကို3ညလို့သူပြန်ကစားနေသလားအခုဒီ9ပါဝါဒီမှာ3ညခါလို့ထည့်ထားလိုက်လို့အဲ့ဒီ3ညရဲ့ပါဝါဒီ6နောက်ပြိင်းနဲ့ပြိင်း၄နဲ့မှာသူက3ညလို့ ဖြစ်မလားဒါဆိုရင်ဒီဘွဲမှာ၄ break ဝင်သွားနိုင်အဲ့တော့အဲ့ဒီ6 5 4ဆိုတဲ့ break တွေဝင်မှု၃ညာခါရဲ့အောက်၃ညာခါရဲ့အောက်၃ညာခါရဲ့အောက်နော်3ညရဲ့ပါဝါ၄နဲ့6နဲ့30 3ညရဲ့ပါဝါအဲ3ညကို၄နဲ့6နဲ့3ညဒီ3ညခါကို9နဲ့9နဲ့3ည ီ၃ညခါကြောင်6နဲ့4နဲ့၃ညဆိုဒီဘွဲမှာဒီဆိုတဲ့အဲ့လိုဖြစ်လိုက်တာကျွန်တော်တို့ဒီ၅ခါရဲ့အောက်ဆောင်မှာရှိတဲ့6ခုရိတ်6ကိုလမ်းပို့လိုက်အဲ့တော့ဒီ၅ရဲ့ပါဝါ၃ညခါလို့ရိုက်ပြီးသွားတာလေဒီ၅ခါရဲ့အောက်ဆောင်မှာရှိတဲ့၅နောက်ပိတ်က၅ပရိတ်လို့ဒီလမ်းပို့တာနော်အဲ့တော့ဒီ၅ရဲ့ပါဝါ၃ညခါထည့်သွားပြီ သူ့ရဲ့အောက်ဆောင်မှာရှိတဲ့လေးဒီဒီပွဲကိုပရိတ်၄လို့ထည့်ရမယ်နော်အဲ့ဒါဆိုကျွန်တော်တို့ကဒီပွဲမှာပရိတ်၄ကကစားကုန်ကစားရမယ်ဟုတ်ပြီနော်ပရိတ်၄နဲ့ပတ်သက်ပြီးဒီကဏ္ဍလေးလည်းတတိထားဘာလို့တော့ဆိုတော့အဲ့ဒီ site ထဲမှာကျွန်တော်တို့ဗရိတ်၄ရနောက်တစ်မျိုးဒီ site ထဲမှာဗရိတ်၄ရနောက်တစ်မျိုးယူလို့ရသေးတယ်เนาะယူလို့ရသေးတယ်ဒါပေမဲ့ကျွန်တော်ရှုပ်သွားမှဆိုလို့မယူပြရတော့ဘူးเนาะကျွန်တော်ဗရိတ်၄နဲ့1 3ရ1လို့ကျွန်တော်ဒီမှာ ခဲ့တာလားရှိတယ်နော်အဲ့ကဏ္ဍကတော့ဒီကဏ္ဍကတော့တိတ်တော့မကြိုက်ပါဘူးနော်မကြိုက်ဘူးဒါပေမဲ့၄ပြိတိနဲ့ဆိုရင်သူ့ကိုလည်းထည့်လို့ရတယ်ဒါမျိုးလေးလေးကျွန်တော်တွေးထားလို့နော်အဲ့ကျွန်တော်တို့ဒီ6ဒီ5ဒီ4ဆိုတာဒီအလကားထည့်လာတာမဟုတ်ဘူးဒီ4ဒီ5ဒီ6နော်6ကို6 4ကို4အဲ5ကို5 4ကို4လို့တန်းထည့် အဲ့ဒီ၄နဲ့6နဲ့ကိုဒီ3ညလို့ဖြစ်တယ်ဒီ9နဲ့ဒီ9နဲ့ကိုဟောဒီ3ညလို့ဖြစ်တယ်ဒီ6နဲ့ဒီ၄နဲ့ကို3ညဆိုဖြစ်မှာဆိုနေပဲအဲ့ဒီမှာ4 6 4ဆိုတဲ့ကအရန်ကြောက်စရာကောင်းတယ်နော်အဲ့ပြီးခဲ့တဲ့ဘွဲကကျွန်တော်ပေါ်စလိုက်တာကြောင့်ကျွန်တော်တို့ကကနန်းတခွက်ကလွတ်သွားတာနော်ဒီ line ထဲကပဲကျွန်တော်နှစ်ခွန်းနှစ်အောင်ထားတာလေဒီ line ကပဲနော် ဒီနှစ်ဦး9နောက်ပိတ်လိုင်းနေတာအဲ့ပဲကျွန်တော်နှစ်ခွန်နှစ်ကိုလည်းပွဲရွှေနေကစားခဲ့တာပြီးခဲ့တဲ့ဘွဲက930ကိုထွက်တဲ့နေရာမှာလည်းတနှစ်ကျော်ကနန်းကိုဒီလိုင်းနေပဲကစားခဲ့တာအခုဒီဘွဲမှာကျွန်တော်တို့အရှိ4နှစ်ကျော်ကပရိတ်4ကနန်းဒီဘွဲမှာကစားဖို့ရတယ်နော်အဲ့ဒါလေးတွေကျွန်တော်မိတ်ဆွေတွေလေးပရိတ်ရှိတယ်လို့ကျွန်တော်ပြောရှင်းတယ်နော်လေးပရိတ်နဲ့ ပြန်ကြကိုမကြိုက်ဘူးဆိုရင်6 4 6 4 4ပေါ့เนาะအာဟောလိုက်နေဥမာတွေကကျွန်တော်ပြောခဲ့တယ်မဆုံးနဲ့ခုနှစ်ထဲမှာသူရှိတဲ့နှစ်ကျော်ပါလေးခါကဏ္ဍတစ်ခွက်လိုက်ထွက်တယ်အဲ့ဒီကဏ္ဍနောက်နှစ်ကိုလိုက်ပေါက်တယ်เนาะဒါမဆုံးနဲ့ခုနှစ် နောက်ကျွန်တော်တို့2015 15ရဲ့မှာဒီလိုပဲရှေ့တနှစ်ကျော်ပါ၄ခါနဲ့ကနေတကွာလိုက်ပေါက်ပေါက်ပြီးရင်အဲ့ဒီကနေကနောက်နှစ်ကိုပါလိုက်ပေါက်အဲ့တော့ခုကျွန်တော်တို့ဒီ9ဆုံးနဲ့ခုနှစ်ထဲမှာရှေ့တနှစ်ကျော်က4ခါနဲ့ကနန်းဆိုရင်တကွက်သေးရှိတယ် ကျွန်တော်နှစ်ဦးမှတည်းကဒီကနန်းကိုတဲကြီးမဲကြီးလိုက်ခဲ့ဘူးတဲ့နော်တဲကြီးမဲကြီးလိုက်ခဲ့ဘူးတဲ့ကနန်းကတ်တီထဲမှာလဲဒီကောင်းကိုထည့်ပေးဘူးတဲ့အခုဒီပွဲမျိုးမှာသူကတိုက်တိုက်ဆိုင်ဆိုင်လာဖြစ်ဒီကနန်းတနှစ်ကျော်ထွက်လို့သူနဲ့အကြိမ်ခိုက်ကကနန်းကသူ့အောက်မှာလိုက်ထွက်တယ်အဲဒီကနန်းဒီတနစ်ကျော်ထွက်လို့သူကနေအကျိန်ခိုင်းမှာထွက်ထားတဲ့ကနန်းကသူ့အောက်မှာလိုက်ထွက်တယ် ဲ့ဒီကနေ့တနှစ်ကျော်ထွက်လို့သူနဲ့အချိန်ခိုင်းမှထွက်ထားတဲ့ကနေ့တနှစ်ကျော်လိုက်ထွက်သူ့အောက်မှာနော်644 46ပြန်ကြတာမထိုးဘူးဆိုရင်ဟိုက်ကနန်းကျွန်တော်အော်ဂနန်းထုတ်ပါမယ်เนาะဒါပေမဲ့ဒီဘွဲမှာကျွန်တော်ကပြန်ကြမှာမဟုတ်ရင်တော့မထိုးဘူးဆိုတော့ဆုံးဖြတ်ချက်မမောက်အိတ်ဆိုပြီးကျွန်တော်အဲ့လိုကိုဆုံးဖြတ်ချက်ချထားလိုက်တယ်เนาะ အဲ့တော့မားရင်မှောက်အိတ်ကမလားမှန်လို့ပဲထားခုံရမလားဆိုတော့ဖတ်တဲ့နေ့ကျတော့သိမှာเนาะအလုံးမဲကောင်းကြပါသေးတယ်เนาะ